င်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်သတင်းဌာနမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးအေအေပြစ်ခတ်သည့်လက်နက်ကြီးကြီးစစ်တွေမျိုးရှိအကြမ်းမဲ့တရင်များအတွင်ကြာရပောက်ကွဲဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အကြမ်းမဲ့စစ်တပ်ထင်းချုပ်ထားသည့်ရခိုင်ပြည်စစ်တွေမျိုးခြေဆိုင်တရင်များဘတ်သုံးအရခတ်တပ်တော်အေအေကပြစ်ခတ်သည့်လက်နက်ကြီးကြီးတချို့အဆိုပါတရင်များအတွင်ကြာရပောက်ကွဲမှုရှိနေကြောင်းသတင်းရရှိပါတယ် တိုက်ပွဲနဲ့မတန်ဆိုင်သည့်အရက်သားပြည်သူများနေထိုင်သည့်မြို့နယ်များအောင်လက်နက်ကြီးကြီးများဖြင့်နေစဉ်ပစ်ခတ်နေသည့်စစ်တွေခြေဆိုင်အကြမ်းမတ်တရင်များကိုအေအေကလက်နက်ကြီးကြီးဖြင့်ပြန်လည်ပစ်ခတ်နေသည့်အတွက်တရင်များအတွင်ကြာရပောက်ကွဲမှုရှိနေတယ်လို့စစ်တွေ၏တာကန်တအူးကပြောပါတယ်ယနေ့ဒီဇင်ဘာလ၂ရက်နေ့နနက်ကလည်းစစ်တွေစီအကြမ်းမတ်စစ်တပ်တရင်အတွင်လက်နက်ကြီးကြီးတလုံးကြားရပောက်ခွဲသည့်အတန်ကိုကျေလွန်စွာကြားရတယ်လို့သူကပြောပါတယ်။ ဒီမနက်ကမြေကြီးတွေတိမ်ကနေတုံသွားတယ်။မြို့ထဲကတော့အိမ်တွေတုံခါတလိုမျိုးဖြစ်သွားတယ်။တရတာကတော့မြို့နဲ့တိတ်မဝေးတဲ့စစ်တပ်တပ်ရင်းတွေကိုကြားတယ်လို့ကြားတယ်ဟုပြောပါတယ်။အကြမ်းမတ်စစ်တပ်မှဇမနီဒီဇမလာတည်ရနေနေယနေ့နေ့တို့မှအေးအေးထင်းကျုံထားသည့်ရသေးတောင်ပုံနာကျွန်းနှင့်ပေါတော်စားသည့်မြို့နယ်များကလက်နက်ကြီးကြီးများအဆက်မပြတ်ပစ်ခတ်သည့်အတွက်အေးအေးကလည်းယခုကဲ့သို့တုတ်ပြန်ပစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့စစ်ရေးသတင်းရှင်းမြစ်တအူးကပြောပါတယ်။ မနေ့ကရောဒီမနေ့ရောတမနယ်လုံးပုံနာကျွန်းရတဲ့တောင်ပေါတော့ဘတ်တွေကိုပြတဲ့အေအေဘက်ကပြန်ပြစ်လိုက်ပြီးနောက်အခုနေ့လည်းထိပြန်မပြစ်သေးဘူးတော်တော်အထိနာသွားတယ်ထင်နေစစ်တပ်ထဲကတပ်မိသားစုအချို့တောင်မြို့ပေါ်ကိုထွက်ပြေးရတဲ့ကြားတယ်ဟုပြောပါတယ်အေအေလက်နက်ကြီးကြီးကြားရပောက်ကွဲမှုကြောင့်ထိခိုက်မှုအခြေအနေကိုလောလောဆယ်မသိရသေးပါဘူးယခုနောက်ပိုင်းမှာစစ်တွေအခြေဆိုင်ဒေသကိုကဲမှုစစ်ဌာနချုပ်ဒါကာဆောင်စစ်မြေပြင်အင်ဂျင်နီယာတယင်းစာအာယာကိုရာစင်ပါတလိတယင်းများဖြစ်သည့်ခါလာယာနှစ်သုံးနှစ်တယင်း ခမာယာ344တရင်ရွှေမင်းကရေတပ်အပောင်းဝင်လက်နက်ကြီးတပ်ဆင်ထားသည့်တရင်များကအေအေထိန်ချုပ်သည့်မြို့နယ်များဘက်သို့လက်နက်ကြီးကြီးပစ်ခတ်မှုများခက်ဆဲဆဲပြုလုပ်လျက်ရှိပါသည်နိုဝင်ဘာလ26ရက်နေ့မှာစစ်တွေးချေဆိုင်အကြမ်းမတ်စစ်တပ်၏တရင်တစ်ခုကမိုးဆဲကျွန်းဘက်ကလက်နက်ကြီးကြီးအလုံးကြီး20ထပ်မင်းပစ်ခတ်ခဲ့ရန်ရင်းရနဲ့တလုံးမှာညောင်ပင်လေကျင်းရွာရှိလေကွင်းမြစ်တစ်ခုအတို့ကြားရပောက်ခွဲခဲ့ပြီးရတိတာမျိုးနယ်မှာဒေသခံအရတမျိုးတမိတအူတရားရရှိသွားကြောင်းသိရပါသည် အလားတူပီကနီနိုဝင်မာလာ17ရက်မွန်လယ်7နာရီခွဲကမှစစ်တွေမြို့အနီးရွှေမင်းငံအခြေဆိုင်အကြမ်းမတ်စစ်တပ်ကပေါက်တော့မြို့နယ်ပတ်သူလက်နက်ကြီးကြီးရှင်းလုံးတီးတီးပြစ်ခတ်တိုက်ခိုက်ခဲ့ရန် လက်နက်ကြီးကြီးလေးလုံးသည် ပေါတော်မြို့နေတောင်ရွံ့ရလန်းစုံအနီမှာတလုံးနေကြောက်စိတ်ရွာအနီမှာသုံးလုံးကြာကြာပေါက်ခွဲခဲ့တယ်လို့သိရပါတယ်။ထို့သောပေါက်ခွဲခဲ့မှုကြောင့်အနီနာမှာရှိနေကြသည့်ကလေးနှစ်ဦးနဲ့အမျိုးသမီးနှစ်ဦးအပါအဝင်အရဲသားပြည်သူ၆ဦးမှာထိခိုက်ဒဏ်ရာများရရှိခဲ့သည့်အတွက်အရေးပေါ်စေကူတာမှုခံယူခဲ့ရတယ်လို့သိရပါတယ်။စစ်တွေစီအကြမ်းမတ်စစ်တမ်းနဲ့အေအေတို့သည်အော်တိုဘာလာမှစ၍လက်နက်ကြီးကြီးများအပြန်အလှန်ဆက်နိုင်ဆိုသလိုရှိလာနေကြောင်းဒေသခံများကပြောပါတယ် အော်တိုဘာလနာဆုံးပတ်ကလည်းအေအေးထင်းချုပ်ထားသည့်မြို့နယ်များသို့စစ်နေခြေဆိုင်တရဲများကလက်နက်ကြီးများဒုံးများဖြင့်ဥစားပစ်ခတ်သည့်အပေါ်အေအေးကတုံ့ပြန်ပစ်ခတ်ရာလက်နက်ကြီးကြီးအချို့သည့်အကြမ်းတ်စစ်တဲအီဒါကစာယုံအနီနာဝင်းကျင်မှာကြာရောက်ပောက်ကွဲမှုရှိခဲ့တယ်လို့စစ်တွေဒေသခံသတင်းရှင်းမြစ်တအူးကပြောဆိုပါတယ်စစ်တွေမျိုးပြန်မရှိစစ်တဲစကန်အချို့ကအေအေးကပီကန်တီဖေဖော်ဝါရီလ9ရက်မှာစတင်ကလက်နက်ကြီးကြီးများ ထိုးစစ်ဆင်ပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်ကလည်းတံမြန်ပစ်ခတ်မှုများဖြင့်အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပါတယ်။ရင်နောင်အစမတ်စတဲ့ဤစစ်တွေခြေဆိုင်စစ်ကောင်စီအရေးပါတိတက်စခန်းများဖြစ်တဲ့ဒေသကိုကံမှုစဌာနာချုပ်တာကဆောင်စစ်တွေရေတပ်ဌာနချုပ်ရဲတပ်ရင်30နှစ်ရွှေမင်းကန်နေပြီးစိတ်ကံရဲရိုးပြင်နဲ့ချွေတဲချင်းရအနီးရှိစစ်ကောင်စီအခြေဆိုင်ထားသည့်နေရာခမာယာ3လေးလေးတို့သည်ဖေဖော်ဝါရီလအတွင်းကအေအေရဲ့လက်နက်ကြီးကြီးများဖြင့်ပြစ်ခတ်တိုက်ခတ်ခြင်းကိုခံခဲ့ရပါတယ်ရှင်။ ဆက်လက်ပြီးပခောက်ခုခရံအခြေဆိုင် local pdf ခုနှစ်ဖွဲ့ကအညာမြေတပ်မစုဖွဲ့စည်းလာပြီးအကြမ်းမဲ့စစ်တပ်ကိုစီးရဲအစီအမြင့်တိုက်ခိုက်မိဟုကြေညာစွာသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မကွေးတိုင်းပခောက်ခုခရံအခြေဆိုင် local pdf ခုနှစ်ဖွဲ့ကအညာမြေတပ်မစုအဖြစ်ဖွဲ့စည်းလာပြီးအကြမ်းမဲ့စစ်တပ်ကိုစီးရဲအစီအမြင့်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းအညာမြေတပ်မစုမှတာဝန်ရှိသူကပြောဆိုပါတယ်။2024ခုနှစ်ဇွန်လ19ရက်နေ့ကလည်းပခောက်ခုခရံအခြေဆိုင် MUGDM တပ်ဖွဲ့စာမဏိပြကြားတပ်ဖွဲ့ James Bond တပ်ဖွဲ့ TSDNGF တပ်ဖွဲ့နှင့်ဒွန်ညီနာပြကြတပ်ဖွဲ့၅ခုပူးပေါင်းပြီးအညာမြေတပ်ပေါင်းစုအဖြစ်ဖွဲ့စည်းထားကြောင်းသိရှိရပါသည်။၎င်းအညာမြေတပ်ပေါင်းစုထံသို့ယနေ့ဒီဇင်ဘာလ၂ရက်နေ့မှပခောက်ကူခရိုင်အခြေဆိုင် God of မြိုင်တပ်ဖွဲ့နှင့် Eagle Fighter ဖွဲ့တို့ကအညာမြေတပ်ပေါင်းစုထံသို့ထပ်မံဝင်ရောက်လာခြင်းဖြစ်ကြောင်းသိရပါသည်။ရှင်းတို့ကြေညာသည့်နေ့မှစ၍ဆရာနာရှင်ကြာဆုံးသည့်နေ့အထိအတည်ဖြစ်ပြီး စီရဲအစိမ်များကိုရခိုင်ကားတပ်ပေါ်၍ပြည်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းထိုကြေညာချက်မှာရဲဘော်များတပ်ဖွဲ့ဝင်များ၏စောင့်တရားသည့်တစ္ဆာဒိဋ္ဌန်ချက်များပါဝင်စောင့်တရားသည့်လိုင်းနာရသည့်ဝင်များရသည့်ချစ်ကျင်မှုများလည်းပါဝင်ကြောင်းသိရှိရပါသည်အညာမြေတပ်ပေါင်းစုမှပါဝင်သည့်တပ်ဖွဲ့ဝင်များအလုံးသည့်ဖက်ဒရယ်အတွက်ဦးလက်မတုံတာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်းဖက်ဒရယ်အတွက်တိုက်ပွဲဝင်နေသည့်မြေတီအဖွဲ့အစည်းနှင့်မဆုံခိုင်မာသောဆက်ဆံရေးကိုတည်ဆောက်၍အာဏာရှင်ကိုတွန်းလှန်ကြမည်ဖြစ်ကြောင်းကြေညာချက်မှာဖော်ပြထားပါသည် အခုလိုပေါင်းဆက်ရတဲ့အထူးအကြောင်းရင်းကတော့ပုံမှုထိရောက်တဲ့မစ်စင်တွေဖော်ဆောင်မှုရန်သူကိုညီညွတ်စွာတုံ့ပြန်နိုင်မှုနဲ့တော်လည်းအဖွဲ့အစီအချင်းကြားပို့ပြီးညီညွတ်စေရန်ပြီးတော့ကျွန်တော်တို့ဒီတော်လည်းရင်းမှာဒီလိုပေါင်းစပြီးအပြန်အလှန်ထိန်းချောင်းရင်ဖက်ရယ်ကိုအရောက်သွားနိုင်မှုအခုလိုပေါင်းစကြတာပါလို့အညာမြစ်တပောင်းစုမှတာဝန်ရှိသူကပြောဆိုပါတယ်အညာမြေတပ်မစုမှစီရေးတာဝန်ခံအဖြစ်ကိုပုတ်ချင်းမြေပြင်တာဝန်ခံအဖြစ်ကိုပါဦးဒုံးဒီတာဝန်ခံအဖြစ်ဆရာကျောင်း ကိုအီကင်ဘဏ္ဍာရေးတာဝန်ခံအဖြစ်ကိုတင်ဆောင်လက်နက်ခံရထိန်းသိမ်းရေးတာဝန်ခံအဖြစ်ကိုမင်းသူနေတရင်းနဲ့ပြန်ချရေးတာဝန်ခံအဖြစ်ကိုပိုပိုတန့်စင်တို့ကတာဝန်ယူဆောင်ရွက်သားမည်ဖြစ်ကြောင်းသိရပါတယ်ရှင်။ဆက်လက်ပြီးပလဲနဲ့ပေါင်မျိုးနယ်တို့မှစစ်တပ်စစ်ကြောင်းကိုတိုက်ခတ်မှုစစ်သား၂ဦးသေဆုံးပြီး၅ဦးထဏ်ရာရဆွဲတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။စကိုင်းတိုင်းပလဲမျိုးပေါ်မှာထွက်ခွာလာသည့်အကြမ်းမတ်စစ်တပ်ကိုမိုင်းဆွဲတိုက်ခတ်ရာစစ်သား၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းပလဲမျိုးနယ်ပကဖားတရင်တာဝန်ခံကပြောဆိုပါတယ်။ ယနေ့ဒီဇင်ဘာလ2ရက်နေ့နနက်7:26မိနစ်ခန့်အချိန်ပလဲမြို့မှာမြာကုန်းကျင်းရွာဘက်သို့ထွက်ခွာလာသည့်အကြမ်းစစ်တပ်စစ်ကြောင်းကိုပလဲမြို့အနောက်ဘက်မြို့အဝင်းတန်းအနီးမှတော်လန်ရဲတပ်ဖွဲ့များကဗေဒါမိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းအဆိုပါတိုက်ခိုက်မှုအတွင်းအကြမ်းစစ်သား5ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော်လန်ရဲရဲဘော်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည်။ ပလဲမျိုးကနေမြာကုန်းကျင်းရွာကိုထွက်လာတဲ့မျိုးစစ်စစ်ခွေးတွေမြာကုန်းကျင်းရွာကနေအပြန်ပလဲမျိုးအနောက်ဘက်မျိုးအဝင်တရားအစီဘက်မှာဗေဒါမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာစစ်ခွေးငါးကောင်တပ်မင်းတွေထိခိုက်ဒဏ်ရာရတဲ့ကျွန်တော်တို့ရဲဘော်တွေအထိခိုက်မရှိစုခွာနိုင်ခဲ့ပါတယ်လို့ပလဲမျိုးနယ်ပါကဖာသတင်းတာဝန်ခံကပြောဆိုပါတယ် အလားတူနိုဝင်ဘာလ18ရက်နေ့ကလည်းပဲလဲမြို့နယ်မင်းနိုင်ပင်နယ်နှောက်ကန်ရွာကြားရှိအကြမ်းမတ်စစ်တပ်ထိုင်ကြတဆွဲထားတဲ့ကာကင်ကိန်ကုန်းတော်လန်ရဲတပ်ဖွဲ့များကစောင့်တခင်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရန်အကြမ်းမတ်စစ်သားတအူးတေဆုံခဲ့ကြောင်းသိရပါသည်အလားတူမကွေးတိုင်းပေါင်းမြို့နယ်အတွင်းစစ်ကြောင်းထိုးနေသည့်စစ်သားများမိုင်းနှင်မိပြီးနှစ်ဦးသေဆုံးခဲ့ကြောင်း Justice Fighter ပြောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူကပြောဆိုပါသည် နိုဝင်ဘာလ30ရက်နေ့နာနက်9:30မိနစ်အချိန်ပေါင်းမြို့နယ်အတွင်းစစ်ကြေးရွာများကိုစစ်ကြောင်းထိုးရန်ထွက်ခွာလာသည့်အင်အားတရာခန့်မှစစ်တပ်စစ်ကြောင်းတွင် Justice Fighter ပျောက်ကြားတပ်ဖွဲ့မှထောင်ထားသည့်မိုင်းခွင်းကိုဖျက်ဆီးသွားစဉ်မိုင်းနှမိကခြင်းဖြစ်ကြောင်းသိရပါသည်။ထို့သောမိုင်းနှမိပြီးစစ်သား2ဦးသေဆုံးက4ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးစစ်တပ်စစ်ကြောင်းကရှေ့ဆက်မတိုးနိုင်တော့ပင်ထိခိုက်ဒဏ်ရာရရှိသူများကိုတယ်ဆောင်ပြီးပြန်လည်ဆုတ်ခွာသွားကြောင်းထိခိုက်ဒဏ်ရာရရှိခဲ့သည့်စစ်သားများကို MI70 ရဲ့အရင်ဖြင့်မကွေးစေယုံတို့ပို့ဆိုင်လောက်ကြားသိရပါသည်။ ။ပေါင်းမြို့နယ်ကာမစာနယ်စပ်လေးကနေစစ်ခွေးစစ်ကြောင်းကပေါင်းမြို့နယ်အတွင်းစီကျေးရွာများကိုစစ်ကြောင်းထိုးဖို့ထွက်လာတဲ့အချိန်မှာမိုင်းနေမီတန်ဒရန်ရတဲ့စစ်ခွေးလေးကောင်ထဲမှာတကောင်ကတော့ နည်းနည်းစိုးရင်ရတယ်လို့သိရတယ်အဲ့ဒီခွေးနာတွေကိုမကွေးစင်အောင်ကိုရဟရင်နဲ့ပို့တယ်လို့သိရပြီးကျန်တာတော့မသိရတော့ပါဘူးကာမစ24နဲ့အနီတဝချေရွာတွေကိုမကြာခဏဆိုသလိုစစ်ကြောင်းထိုးဝင်ရောက်နေတာကကြာပါပြီလို့ Justice Fighter ပြောက်ကြားတခွဲမှတာဝန်ရှိသူကပြောဆိုပါတယ်အဆိုပါမိုင်းခွင်ကို Justice Fighter ပြောက်ကြားတပ်ဖွဲ့မှရဲဘော်များလုဆောင်ထားခြင်းဖြစ်ပြီးတော်လရင်ရဲဘော်များထိခိုက်မဲ့စီပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်ရှင်။